Hello အားလုံးမင်္ဂလာပါ Good day football channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့ champion ဒုတိယညဖြစ်ပါတယ်အော်ဒီနေ့လည်းကိုပွဲရှိတယ်ပေါ့နော်မနေ့ကတော့ကျွန်တော်တို့ဒါ member 5ကွက်ပြီးတယ်2ကွက်နိုင်2ကွက်ကြတကွက်ကတော့ဒါ Chelsea ကိုအပြည့်မပေါ်တော့ကျွန်တော်တို့ပြန်တဝက်ရှုံးနေပေါ့နော်။အော်ကြားရဲ့2ကွက်ကို free tick ယူပြီးလို့ဖြစ်တော့ free က2ကွက်လုံးထိခိုက်ပါရတယ်။ online tick ကတော့3ရက်ဆက်ဒါနိုင်ရတယ်ပေါ့နော်။ online tick လေးရမှာလက်ရှိမှာ နေရင်နေရင်အနိုင်နေဆက်နေသေးတယ်နော်ကဲတော့ဒီနေ့ကျွန်တော်အကောင်းဆုံးပြန်ပြီးစူးစမ်းကြမယ်အဲ့တော့ကျွန်တော်မနက်ကလည်းညီကိုတို့ဒါစာရဲမှာရေးအမြင်မြန်လေးကျွန်တော်ရေးပြီးတော့ဒါဂျုံမနက်ပေါ့နော်ရအောင်ရှင်းကျွန်တော်မြန်မြန်လေးလုံးမလုံးခွန်းလေးရေးပြီးတော့ဒါကျွန်တော်ညီကိုတွေပို့ပေးထားတယ် ကျွန်တော်တင်းလာညမှာသွားခဲ့ flow ကြီးပြီးတော့အင်္ဂါညမှာဘာကြီးလာနိုင်လဲကျွန်တော်ပြောခဲ့ရအခုဒီနေ့မှာလည်းအင်္ဂါနေ့ညောက် flow ကြီးပြီးတော့ဗုဒ္ဓနေ့မှာဘာကြီးလာနိုင်လဲပေါ့နော်အဲကျွန်တော်ရဲ့ဓပုံကြီးပြီးသားညီကိုကျွန်တော်တိပါလိမ့်မယ်အဲ့တော့ဒီမှာကျွန်တော်အသေးစိတ်တော့ပြန်မပြောတော့ဘူးဒါပွဲပွဲချင်းညပြောရင်းနဲ့ပဲကျွန်တော်ထည့်ပြောသွားတော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံးပွဲစဉ်ဒါ7:55မိနစ်က2ပွဲစလုံးအဝေးကွင်းကြီးကြီးအောင်နဲ့ဂိုးပေါင်းနေအောက်တယ်အဲ့ဒီနေ့မှာတော့အင်ကွင်းတသင်းလောက်တော့ပြန်အောင်လာနိုင်ကြီးရှိသလို ကိုပေါင်းအပေါ်တပွဲလောက်လည်းတက်လာနိုင်ခြင်းရှိတယ်เนาะအဲ့တော့သာလာချင်းကြောင့်ကိုဘီဟင်ကင်းနဲ့ခါရဲ MRD ပွဲစဉ်လေးအရင်ပြောကြရအောင်ကိုဘီဟင်ကင်းကနှလုံးကို80နိုင်ပေးထားတယ်3လုံး25ပြားနိုင်အဲ့တော့စတဲ့ကြီးကတလုံး95ပြားရှုံးတလုံးအရှုံးပေါ့ကိုပေါင်းကြီးတလုံး95ပြားရှုံးကိုပေါင်းကြီးပြော့လာတယ်ဘော်ကြီးကြီးနန်းကတော့နည်းနည်းလေးပြင်းတဲ့အောင်ရှိလာနှလုံး90နာကက်တဲ့နှလုံး60 80ဆိုတော့ပိုကောင်းတယ်ဒါနှလုံး80ကတော့ကျွန်တော်တို့ဒါ နှလုံးတရာရှုံးဝင်ရိုးပဲခြေခံတာလှတဲ့ကြီးရတလုံး95ပြားရှုံးတာဂျီနန်ဂျေးဝင်ရိုးတခုမပြောင်းသေးဘူးပေါ့နော်အဲ့တော့ကိုဘီဟီဂင်အနေနဲ့ဒါပြီးရင်ကျွန်တော်တို့အမှတ်လွယ်ချက်ဒီဘာညာတစ်ချက်ကြည့်တဲ့အခါမှာကိုဘီဟီဂင်ဒီဒါပြီးလို့ရှိရင်ကျွန်တော်တို့ဘီလာရီယိုဝေကွင်းနာပိုလီယိုအိမ်ကွင်းဘာကာဝေကွင်းတို့တူတက် level တခုမကမြင့်တဲ့အတင်းအင်းနဲ့တွားရင်ဆိုင်မှာဖြစ်တယ်အဲ့တော့ဒီနေ့မှလည်းလက်ရှိမှာလည်းတမက်ပဲရထားတဲ့အနေထားမှာကိုဘီဟီဂင်ဒီဒီနေ့အိမ်ကွင်းလည်းဖြစ်တဲ့အတွက်ဒါ အနိုင်ကစားလိမ့်မယ်လို့ယူဆရပြီးတော့စနေနေ့25နှစ်ပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီနေချင်းစရာကောင်းတာကမိုနာကိုပွဲစဉ်ကမိုနာကိုဘော်ဒီလေးကိုယူချင်းစရာကောင်းတယ်။ဘာကြောင့်လဲနှလုံး80နိုင်ကြောင့်ဒါကိုပင်ဟီကင်ကိုကျွန်တော်တို့ထိုးသားလက်ကြီးဖိုင်တာလေးလက်တွန့်သွားနိုင်တယ်။ ဒီဂျီတန်းညီကြီးအောင်မခန့်တဲ့ဂျီတန်းတည်းရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုဘီဟီဂင်ကိုလူကြိုက်နင်းနိုင်တယ်။အဲ့တစ်ချက်ကပဲကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာကိုဘီဟီဂင်ကိုကြိုက်တယ်။ဘာကြောင့်လဲကိုဘီဟီဂင်ဒီနောက်လာမယ့်ပွဲစဉ်တွေပို့ပြီးတော့ကြက်တဲတယ်။အင်ကွင်းဒိမက်မြီမှာပဲကန်းမှာဖြစ်တဲ့ဒီနေ့မှာကိုဘီဟီဂင်ဒီခါရဲအမာဒီကိုရိုက်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်။ခါရဲအမာဒီဒီတာအင်ဖြစ်အတင်းဖြစ်တယ်၊မျက်နှာတည်းအတင်းဖြစ်တယ်။သူအင်ကွင်းဆိုရင်တော့အစိတ်ရှိတယ်။အဲခန့်စစ်အားကောင်းတယ်၊တိုက်စစ်ကလည်းလောအောင်ကောင်းတဲ့အနေနဲ့ဒါပေမဲ့အဝေးကွင်းကြောက်ကျွန်တော်တို့လောက်ထိမကြိုက်ဘူး။ ပထမဆုံးပွဲစဉ်တက်မှာ sporting ပွဲမှာ sporting နဲ့ Khairi Mali Kain တော့၃လုံးပလက်လာเนาะနှလုံးပလောက်လဲအဲ့လိုပေါက်တယ်ကြီးပြင်းတယ်ဒါပေမဲ့ကျွန်တော် sporting နဲ့ဂိုးပေါ်ကြိုက်ခဲ့တာပဲပထမပိုင်းလားမသိဒါ၃လုံးတော့ရောက်သွားတယ်เนาะအဲ့တော့ဒီနေ့မှလည်းကျွန်တော်ကိုဘင်ဟီကင်ကြိုက်တယ်ကိုပေါင်းပေါ်ကြိုက်တယ်ဒီနေ့မှ75 25တပွဲကိုကျွန်တော်သုံးပေါ်လေးကြိုက်ထားပါတယ်เนาะနောက်တစ်ပွဲကမိုနာကိုနဲ့ပါဖို့ပါဖို့အိမ်ကွင်းမှာမိုနာကိုကတလုံးကို ဆယ်ပြားရှုံးပြီးရင်၃လုံး40နိုင်စတဲ့ကြီးက၃လုံး10ပြားနိုင်ကိုပေါင်းကြီး၃လုံး20နိုင်ကိုပေါင်းကြီးပြား20လောက်နှူးပြီးဘော်ဒီကြီးလေးနည်းနည်းလေးပြင်းတဲ့ဘက်ကိုရောက်လာအဲ့တော့မူနောက်ကဟိုတနေ့ကတော့ကျွန်တော်တို့ running နဲ့ပွဲမှာကျွန်တော် running မူနောက်ကိုပေါင်းပေါ်ပြီးခဲ့တယ်အဲ့တော့ကတော့ဒီဟိုပါဘော့ ကျွန်တော်ပော့ပါလို့ပါပြန်ပြီးတော့ဒါလူစားဝင်ကစားသွားတာတွေတွေ့လိုက်ရအဲ့တော့ပော့ပါအနေနဲ့ဒီနေ့မှာ first line player အနေနဲ့ကစားလာမလားဆိုတော့စောင့်ကြည့်ရမယ်နော်မနာကိုလက်ရှိမှာရက်လက်တီကျွန်တော်ထင်သားတော့မကောင်းဘူးခြေစွမ်းကလည်းအားရစရာကောင်းနေတာမဟုတ်ဘူးအဝေးကွင်းဆိုတော့ပိုဆိုးတာပေါ့အဲ့ power 4ကမျက်နှာတိဆိုပေမဲ့ခါရဲ MRD test စာလို့ရှိရင် power 4လေးကပိုပြီးတော့လုံရည်ကိုင်ရှိရထဲမှာပါတယ်လက်ရှိမှာလည်း9မက်စုဆောင်ထားပြီးပြီမနာကိုကလည်း9မက်ဆိုတော့နှစ်တင်းစလုံးကတော့9မက်9မက်ဖြစ်နေတဲ့အတွက်အမှတ်လွယ်ချက်ကိုသိရှိရဲ့ ဒီ play off နေရာ24အတွင်းဝင်ဖို့သူတို့ဒီရမှတ်ဒီ slow at နေပေါ့နော်အော် powerful ကဒါပြီး jumin tag ကို away chelsea ကို away slavia praha ကိုအိမ်ကွင်းဆိုတော့သူရဲ့နောက်လာမယ့်အိမ်ကွင်းက slavia in praha ပို့ပြီးတော့ဒီ monaco နဲ့ဆိုင်တော့လွယ်ကူတယ်ဒါပေမဲ့တွားကံမဲ့နောက်တဲ့ away ကွင်းနှစ်ပွဲ chelsea နဲ့ jumin tag ကြတော့သူအမဲရဖို့နည်းနည်းလေးခက်သွားနိုင်ခြင်းများတယ်ဟောဒီနေ့မှာ powerful အနေနဲ့ အင်ကွင်းမှာမိုးနာကိုကိုပြက်မရှုံးလောက်ဘူးလို့ကျွန်တော်ကယူဆတဲ့အတွက် Parfosh body ကြိုက်တယ်အလွန်ဆုံးတလုံးလောက်နဲ့ပဲကက်ရှုံးနိုင်ကြီးများလို့ယူဆတယ်ပေါ့နော်အဲမိုးနာကိုနိုင်သွားလဲ1-0လို့ရက်ဆက်မျိုး2-1လို့ reset မျိုးလို့ကျွန်တော်ယူဆ။ကိုပေါင်းမှာကျတော့ဒီဘွဲကိုကျွန်တော်ကိုပေါင်းအောက်ကြိုက်တယ်။ power 4ရဲ့ cancel အားကြောင့်ကိုပေါင်းအောက်လေးကိုကျွန်တော်ကြိုက်ပါတယ်နော်။ဟောဒီဘွဲတော့အောက်ဆုံး power 4နဲ့ကိုအောက်ခုနဘွဲကကိုပဟီဂင်နဲ့ကိုပေါ့ဒီလိုလေး7-5နဲ့2ဘွဲကိုကျွန်တော်ဒီလိုလေးရွေးပေးထားပါတယ်နော်။ ကဲလာပြီးနောက်တစ်ပွဲကကျွန်တော်ဒီနေ့ညလူအကြိုက်အများဆုံးပွဲစဉ်ဖြစ်သွားမဲ့အာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်အဲ့တော့အာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်ကျွန်တော်စင်ပြန်ကြီးနဲ့ဒါဂျာမန်ဘလူးကြီးတွေ့ပြီပေါ့ဗျာတမိုင်းရာဇဝင်နေအများကြီးရှိတယ်နော်ចောင်းတော်ကရန်စားတွေလည်းရှိကြပဲဒီကောင်းနေလဲနော်အဲ့တော့ အရင်တုန်းကတော့ကျောင်းငငယ်တုန်းကတော့ငငယ်တုန်းကဆိုတာအရင်ကြီးတော့လည်းမငယ်ပါဘူးပေါ့နော်တက်ကလူကျောင်းတော့ဘွားလောက်ပေါ့2015 16ပတ်ချာလေးပေါ့အဲတုန်းကတော့အာဆင်နယ်အင်ကွင်းမှာဘိုင်ယန်ကလာကန်နဲ့5-1နဲ့ရိုက်တယ်အဲလိုမျိုးကြီးပေါ့နော်ကိုပြက်ချီပြက်ကြီးရိုက်လွတ်တယ်အင်ကွင်းအဝေးကွင်းမရှောင်ဘူးဘိုင်ယန်တိတ်တာပေါ့ဒါမဲ့ကျောင်း2023 24ရာဒီရာဒီဒီနှစ်ရာဒီနဲ့ဆိုတနှစ်ကျော်ရာဒီကအာဆင်နယ်နဲ့ဘိုင်ယန်မြူနစ်ထပ်တွေ့တယ်လေးလပိုင်းမှာ2024လေးလပိုင်းမှာနော် အဲ့တော့ရှုံထွက်အဆင့်ပေါ့အော်အဲ့တုန်းကအာဆင်နယ်အင်ကွင်းမှာဘိုင်မြူနစ်ကိုအာဆင်နယ်ကတလုံး90နိုင်ဝင်ရိုးအောင်ကြီးပေးခဲ့တာတလုံးရှိရင်တော့ပြ90ပဲနိုင်မယ်လို့ကြီးပြီးပြီးတူတူတည်ကြတယ်ဘိုင်ရင်အင်ကွင်းမှာဘိုင်ရင်ကဒဲဒဲပဲကြီးဖွင့်တာပြားတောင်ခေါင်းဆုံးတိတ်မထွက်ဘူးအလုံးလုံးထွက်တဲ့10 20ပေါ့ဗျာတည်ရမလားအော်ဘိုင်ရင်က1စီးနဲ့နိုင်အဲ့တော့အော်အာဆင်နယ် 2023-24ဘောလုံးရာသီကအာဆင်နယ်ရဲ့ခြေစွမ်းနဲ့လက်ရှိ2025-26ရာသီအဘောလုံးရာသီမှာအာဆင်နယ်ခြေစွမ်းဘယ်ဟာပိုကောင်းလဲဆိုရင်မိကွန်ညီကိုတို့မေးလိုက်တဲ့အခါမှာဖြည့်ကြည့်ပါဘယ်ဟာပိုကောင်းနေထင်လဲလက်ရှိအာဆင်နယ် current form နဲ့ 2023-24ကပြည်များလိမရပဲနဲ့အဆင့်တစ်ကိုရောက်လိုက်အဆင့်နှစ်ကိုဆင်းလိုက်အတင်းကြီးနဲ့တွင်တိုင်ပက်လက်အရှင်ဘီလာနဲ့တွင်အင်ကွင်းမှာရှုံးပေးလိုက်အဲ့လိုနဲ့ပြည်များလိဖလောက်လွဲတာနှစ်နှစ်ရှိပြီအဲ့ချိန်ကတီဆောက်နေတဲ့အဆင့်နဲ့ဖောင်နဲ့လက်ရှိဒါကွင်းလေတွေတိုက်စစ်တွေအရန် squad တက်တွေအကုန်လုံးပြည့်စုံအောင်လုပ်ထားပြီးသား Arsenal squad တက်နဲ့ ဘယ်ဟာပိုကောင်းနေထင်လဲဗောနော်ဒါကိုကျွန်တော်တစ်ချက်စဉ်းစားတင်နေအဲ့တော့အဲဒီတော့ကတော့မှတလုံး90နိုင်ပြီးခဲ့မယ်ဆိုရင်လက်ရှိအာဆင်နယ်ဒီဘိုင်ယန်မြူးနစ်ကိုတလုံးအပြည့်နိုင်ရရင်တင်းတင်း level တရားရှုံးလောက်ပေးလို့မရဘူးလားဒါကိုကျွန်တော်တွေးခေါ်လို့ရတယ်နောက်တစ်ခုအာဆင်နယ်နဲ့ဘိုင်ယန်မြူးနစ်ဒီဂျီနန်တူမတူကျွန်တော်ဘာနဲ့တိုင်းမလဲဘိုင်ယန်မြူးနစ်ဒီနေ့ရတယ်ချဲစီအင်္ဂလိပ်ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ချဲစီနဲ့ကန်ပြီးသွားပြီအဲဒီတော့ချဲစီနဲ့ကန်တဲ့အချိန်မှာဘိုင်ယန်မြူးနစ်ဒီတလုံးကို90နိုင်ပြီးခဲ့တယ် အော်နောက်လာမယ့်အာဆင်နဲ့နောက်လာမယ့်ပွဲစဉ်ဒီချဲစီကွင်းကိုတွားကန်ချဲစီကွင်းကိုတွားကန်မယ့်အာဆင်နဲ့ဂျီယန်ထွက်နေပြီ level 60ရှုံးပေးထားတယ်။အော် level 60ရှုံးတော့ level 50ဝင်ရိုးထားတော့ကျွန်တော်အာဆင်နဲ့ဒီချဲစီကိုအိမ်ကွင်းမှာကန်1 plus 50ပေးမယ်။အော်ခုကဝေးကွင်းလို့ level 50ရှုံးပေးတယ်။အော်ဘိုင်ယန်ကလည်းချဲစီကို1 plus 50ပေးခဲ့တယ်။အာဆင်နဲ့ကလည်းအိမ်ကွင်းမှာချဲစီကို1 plus 50ပေးရဆိုရင်ဘိုင်ယန်နဲ့ချဲစီဒီဂျီယန်တူတယ်လို့ပြောလို့ရတယ်။အဲ့လိုမျိုးကြည့်မယ်ဆိုတော့လက်ရှိအာဆင်နဲ့ပေးထားတဲ့ level 50ရှုံးကကျွန်တော်လက်ခံပေးလို့ရတယ်။ဂျီယန်မှန်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ 2023 24ကပြီးခဲ့တဲ့1 plus 59ကြီးတန်းလက်ရှိပြီးနေကြီးတန်း2023 24ကအာဆင်နယ်ခြေစွမ်းလက်ရှိကာရန်ဖောင်ခြေစွမ်းကြီးမယ်ဆိုတော့ဒီနှစ်အာဆင်နယ်ခြေစွမ်းကပိုကောင်းတယ်လို့ကျွန်တော်ကတော့ယူဆတယ်။ကွင်းလယ်အနောက်အရှေ့အကုန်ဂိုဒမားကအစားပိုပြီးတော့ perfect ဖြစ်တယ်လို့ယူဆတယ်။ခြေစွမ်းမှာဆိုရင်လက်ရှိ momentum မှာကြီးမယ်ဆိုရင်တော်တော်လေး stable ဖြစ်နေတဲ့အထက်မှာပါတယ်။ပြီးများလီမှာဆိုလည်းအဆင့်တက်မှာတည်တည်ငြိမ်ငြိမ်လေးရက်တည်နေတဲ့အောက်ကဒင်းတွေလည်းအမှတ်ဖြတ်ထားနိုင်တယ်။ဟောဒီနှစ်အာဆင်နယ်ပိုကောင်းတယ်ယူဆလဲဆိုရင်ကျွန်တော်အာဆင်နယ်ကြီး 1 plus 50မပေးရင်တော့မလဲပဲတရားရှုံးတော့ပေးရလိမ့်မယ်လို့ကျွန်တော်ကယူဆရတယ်ဒီနေ့မှာ Bayern Munich ပေါ်ဒီကြိုက်တယ်အာဆင်နယ်နိုင်ဖို့ခက်လိမ့်မယ်အလွန်ဆုံးတင်ရလို့သွားမယ်လို့ယူဆရတယ်အဲ့တော့ Bayern နိုင်သွားမယ်လို့ပြောရတော့မဟုတ်ဘူး Bayern တင်လောက်တော့ကလားရကလားသွားနိုင်ချေရှိလို့ပြောရချင်တာပေါ့နော်ဟော CD 11ဒီလိုပုံစံမျိုးလာမလားပေါ့နောက်တစ်ခုကလူစင်းကိုကြည့်မယ်လို့ Bayern Munich ဒီမူစီယာလာလို့လို travelling ကောင်းတဲ့ ball playing ကောင်းတဲ့ကစားသမားတွေမပါဘူး Louis Diaz ဒီ PSG နဲ့ပွဲမှာနေခဲ့ထိကြတယ်ဒီနေ့ပွဲစဉ်မှာမပါဘူးဟော Bayern Munich မှာ သူတို့အားကိုးရတဲ့တကယ်ပလေယာကောင်းတွေနှစ်ယောက်တောင်မှလက်လွတ်ထားတဲ့အချိန်ပေါ်အာဆင်နယ်ဒီအိမ်ကွင်းမှာဖြစ်နေတဲ့တာနဲ့ရရဲ့တင်းကြီးမပေးရဘူးလို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲကြောင့်ကျွန်တော်ဒီဘက်မှာအောက်တင်းဘိုင်မြူနစ်ကြိုက်တယ်။နောက်တစ်ခါကမနေ့ကချဲဆီးလန်ဒန်မှာပဲကန်တယ်။ဒီနေ့လည်းအာဆင်နယ်လန်ဒန်မှာကန်တယ်။အဲတော့မနေ့ကချဲဆီးဒီကိုထက်အင်အားပိုကောင်းနေဆိုရဲဘာစီလိုနာကိုကြီးအောင်သွားတယ်။ကြီးလည်းပြီးရကြီးအောင်။ဒီနေ့မှာတော့အာဆင်နယ်ဘိုင်မြူနစ်ကိုကြီးအောင်ဖို့ခက်လိမ့်မယ်လို့ကျွန်တော်ယူတယ်။ဒါကနိုင်ငံကိုစားပြုနဲ့ကြည့်ရပါတော့။အော်ဒီဘက်မှာကျွန်တော်အောက်တင်း ဘိုင်မြူနစ်ကြိုက်တဲ့ဂိုးပေါင်း360နိုင်ဒီဂိုးပေါင်းကြီးတွေဖိန်ထားလို့ယူဆတယ်ပြီးခဲ့တဲ့ weekend မှာ Arsenal စပါးပွဲမှာလည်းဒီလိုပဲတိုက်စစ်ထက်တဲ့နေတင်တွေ့ဆုံမှုမှာလည်းဒီဂျီနန်ဂိုးပေါင်းကြီးနဲ့တောလုံးပြေးနိုင်ပုံစံမျိုးဖွင့်သွားပြီးတကယ်ကတော့ဂိုးပေါ်တာပဲအော်ဒီနေ့မှာလည်းကျွန်တော်ကဂိုးပေါင်းပေါ်ပဲကြိုက်တယ်ဘိုင်ရန်ကလည်းလုံပါပဲเนาะဘိုင်ရန်ကဟိုအသင်းကြီးဖြစ်တယ်ဗျာဟို တိုက်စစ်ပါတိုက်စစ်ပဲကစားတဲ့အတင်းကြီးပဲဖြစ်တော့ဂိုးသွင်းပါပဲအာဆင်နယ်လည်းအိမ်ဝင်ဖြစ်တဲ့ဂိုးရမှာပဲအဲ့တော့1-1လောက်ကနေစကြည့်မယ်ချင်းမီ2-1 1-2ဖြစ်သွားနိုင်ရင်တော့ဂိုးပေါင်းပေါ်ကြိုက်တယ်အောက်တင်းဘိုင်ယူနစ်ဘော်ဒီကြိုက်ပါနော်နောက်တစ်ပွဲကတော့ဂျိုးကြပါနော်လစ်ပါဘူးနဲ့ PSV လစ်ပါဘူးကစတဲ့ကြီးကအဲ့လောက်မရှိဘူးဗျနော်စတဲ့ကြီးကနှလုံး85လေးလုံး85အခုနှလုံး 25တော့လေးလုံး40တော့ဇုံလိုက်ကြီးကြီးပြင်းလာအဲ့တော့လပါဘူးပြန်လာတော့မှလာပါတော့နောက်ဆုံးပွဲစဉ်မှာ Amrit sorry ကျွန်တော်တို့ Anfi မှာဒီမနစ်ကရှုံးခဲ့တဲ့ Northern Forest ကိုပဲထက်ရှုံးတယ်အဲ့ရှိမှာ Man City ကို Manchester မှာတွားရှုံးတယ်အဲ့တော့လပါဘူးနှစ်ပွဲဆက်ရှုံးထားပြီပေါ့နော်အော်ဒီနေ့ရဒီလပါဘူးရှုံးပွဲဆက်တာတော်တော်လေးတော့များတယ်ဗျာ၄ပွဲဆက်ရှုံးလိုက်နှစ်ပွဲဆက်ဒီရှုံးလိုက်အဲ့လိုမျိုးဖြစ်နေလပါဘူးကိုယုံဖို့ကနည်းနည်းလေးတန်တရားစိတ်တွေဝင်နေတယ်အဲ့တော့ ဲ့တော့ကျွန်တော်မနေ့ကကျွန်တော်ဒီမှာတစ်ခါပြန်ပြောမယ်ပေါ့ English class ဒီထဲမှာဆိုရင်ကျွန်တော် Chelsea အောင်နေ Newcastle ကြာတယ်ပေါ့နော် Man City ကြာအော်ဒီနေ့မှာတော့ Arsenal ကိုကျွန်တော်မကြိုက်ထားတဲ့အတွက်ဒီနေ့ဒါ Liverpool ကြိုက်လို့ရမယ်နောက်တစ်ခု Spurs ကိုထပ်ကြိုက်လို့ရမယ်နော် Spurs နဲ့ Liverpool တသိန်းမို့တသိန်းကြီးအောင်လာနိုင်ကြီးများအဲ့တော့ကြီးအောင်နိုင်ကြီးပုံများတာအင်္ဂွင်းလည်းဖြစ်တယ်ကြီးလည်းဒါပြင်းလာတဲ့အနေအထားမှာ Liverpool များအောင်သွားမလားပေါ့နော် Liverpool အနေနဲ့အမှတ်လိုအပ်ချက်ရှိလားကျွန်တော်တစ်ချက်ကြည့်မယ် ချန်ပီယံလိမှာကိုမက်ရတာကိုမက်ဆိုတာသူတို့ပလေးအောက်ကတော့နည်းနည်းစိတ်ဖြစ်နေအောက်က23ဒီ PSV ကတော့9မက်ပဲရတယ် PSP တက်ကတော့ရှုံးလို့မရတော့တဲ့အနေထားအမှတ်လွဲချက်ရှိနေတဲ့အနေထားမနေ့က Netherlands Club ဖြစ်တဲ့ Ajax ဒီအိမ်ပွဲမှာကြီးကြတယ်ဒီနေ့ PSV ကြီးအောင်ပါမလားဒါကိုလည်းကြော်ပြန်ချင်းလို့အဲ့တော့ PSV ကြီးအောင်ကြီးအောင်မယ်ဆိုရင်လပါဘူးကြီးကြမှာကြီးကြလိမ့်မယ်လပါဘူးကြီးကြဝင်တစ်ဖက်ကစပါကြီးအောင်သွားလိမ့်မယ်အဲဒါလိုမျိုးချိတ်ဆက်ရမှာပေါ့နော်အော်ဒီဘက်မှာကျွန်တော်က လပအုနဲ့ PSVD တမိုင်းဒီတွေ့နေကြ history လေးရှိတယ်အတွေ့တိုင်းလဲကိုပေါင်းအပေါ်လေးတွားတာများ301လို့ဝက်ဆက်မျိုးနောက်ဆုံး၅ကြိမ်မှာ၃ကြိမ်၃ကြိမ်၂ကြိမ်လောက်ထွက်ထားတယ်3 2တပွဲ၃ကြိမ်ထက်တယ်3 3တကြိမ်ထွက်တယ်ပေါ့နော်အဲ့တော့ဒီနေ့သားမှာကျွန်တော် body ကိုနည်းနည်းလေးစိတ်မချဘူးကိုပေါင်းအပေါ်လေးကပိုစိတ်ဖြစ်နေမယ်လို့ယူဆလေးလုံးရောက်နေမယ်ပြီးတော့မနေ့ကဒီလိုကြေးတန်းမျိုးပဲလစ်ပါကူစင်ကိုမန်စီးတီးကြေးဖွင့်ခဲ့တယ် 2ဘလက်4ဘလက်ပဲဒါမဲ့အောက်ဆုံးကြီးဝင်သွားတယ်နော်အော်ဒီနေ့မှာတော့အပေါ်တစ်ချောင်းလာမယ်လို့ပို့ပြီးအားကောင်းတာ PSV ကလည်းဖွင့်တိုက်တဲ့ဇဲလက္ခဏာရှိတော့ကိုပေါင်းအပေါ်လေးကပိုလှလိမ့်မယ်လို့ယူဆရတယ်လက်ပေါင်းပွဲကိုပေါင်းပေါ်ကြိုက်တယ်ဘော်ဒီကတော့ကျွန်တော်လက်ပေါင်းနှလုံးတော့ပြက်ကောင်းပြက်မယ်ဗျအပြည့်တော့မပြက်လောက်သုံးလုံးတော့မပြက်လောက်အဲ့တော့ပြား20 30လောက်ရင်းနိုင်တဲ့ညီကိုဆိုတော့အောက်တင်း PSV ကိုယူပေါ့နော်ပြား20စားရလဲပျော်တယ်ဆိုတော့လီဘာပူးယူပေါ့အဲ့လိုလေးယူလို့ရတယ်နော်အဲကျွန်တော်လီဘာပူးဝင်းတော့ဝင်းလိမ့်မယ်နိုင်တော့နိုင်မယ်ညာဒါပေမဲ့ ဒီကြေးအောင်ဖို့နည်းနည်းလေးခက်မယ်လို့ပြောချင်တာပေါ့နော်အဲ့တော့ဂိုးပေါ်လေးကတော့ပိုကောင်းတယ်လို့ယူဆပါတယ်အဲ့တော့နောက်တစ်ပွဲသွားပါမယ်နောက်တစ်ပွဲအက်တလက်တီကိုမက်ထရစ်နဲ့အင်တာမီလန်အဲ့တော့အက်တလက်တီကိုကလက်ရှိမှာ level 30ရှုံ3လုံး95ပြားနိုင်စတဲ့ကြီးက level 40 3လုံး80တိတ်မပြောင်းလဲဘူးပေါ့နော်ဒီပုံစံပါပဲအဲ့တော့ အီဒီကိုအနေနဲ့နောက်လာမဲ့ဖီရှာကိုကျွန်တော်ကြည့်မယ်။အင်တာကတော့ကျွန်တော်ဟိုအင်တာကိုရှေ့ round 1 round 2 round 3ထိကျွန်တော်အင်တာကကျွန်တော်တို့လုပ်ကြည့်ခဲ့။အီဂျက်ကိုဝေကွင်း၊ Union Saint ကိုဝေကွင်းအဲနောက်တစ်ပွဲအင်ဂျင်ဘာနဲ့လည်းမသိကျွန်တော်တို့ကျွန်တော် member of free အင်တာရွေးပြီးရတယ်နော်အဲတော့ကတော်တော်လေးအဆင်ပြေခဲ့တယ်ဗျ။ခဏရနော်နောက်တစ်ပွဲကခါရဲ MRD ကိုအင်ဂျင်မှတို့ကြီးကြတယ်။နော်ခါရဲ MRD ဟုတ်တယ်။အဲခါရဲ MRD 2 1ဆိုတို့ကြီးကြတယ်ဟုတ်တယ်။အဲ့တော့ Union Saint နဲ့ကျွန်တော်လုပ်ကြည့်ရတယ်။နောက်တစ်ခုက Agent နဲ့ agent နဲ့ဖြစ်မယ်နော်ဟုတ်တယ် agent နဲ့ 2C union sign ကို 4C အဲ့တော့ကျွန်တော်တို့နှစ်ကြိမ်လုတ်ကြွေးပြီးပါရောနော်အဲ့တော့ဒီနေ့မှာကအမှတ်လူနေတာ AD ကိုအမှတ်လို့ပြီးရင် AD ကဒါပြီးရင် PSV ကိုဝေးကွင်း Galatasaray အဝေးကွင်း Porto Klin အင်ကွင်းအ PSV ကိုဝေးကွင်းကနည်းနည်းလေးတော့အဆင်ပြေနိုင်သေးရယ် Galatasaray ဝေးကွင်းကနည်းနည်းလေးခက်မယ် Galatasaray ရဲ့မနေ့ကတော့လုတ်ပွဲလို့ကျွန်တော်ထင်တာပဲပေါ့နော်ဟိုဘာမှတော့ပြောကြရတော့မရှိပါညံလင်းညံ့မှာကျွန်တော်ထိုင်ကြည့်လိုက်သေးရယ်အဲ့တော့ အိဒီကိုနဲ့နောက်လိုက်ဖေရှားတော့အတင်းကြီးတော့မပါဘူးဒါပေမဲ့ဒီနေ့အင်ငွင်းပွဲစဉ်မှာအမဲရော့သွားလို့လည်းမရဘူးအနေဆုံးတေတော့ရောက်အောင်ကစားမှရမယ်တစ်ဖက်ကအင်တာမီလန်ကြီးရှေ့မှာအမှတ်ပြည်တွေယူထားတဲ့အတွက်12မဲ့ဆူဆောင်းပြီးသွားပြီတူလိုက်ဖေရှားလေဘာဝူအင်ငွင်းအာဆင်နယ်အင်ငွင်းဒေါ်မွန်ဝေကွန်းအင်တာရှေ့လီပွဲပွဲချောင်ပြီးနောက်လီပွဲပွဲကျက်တဲ့သဘောဖြစ်သွားအဲ့တော့အင်တာနီရဲ့ဒီနေ့မှာတေကြပြီးလို့ရတယ်ရှုံးပြီးလို့လည်းရနောက်တစ်ခုကမနေ့ကအီတလီစီးရဲ့ကလပ်ဒီနာပိုလီကြီးအောင်နဲ့ဂျူပင်တက်ဝေကွန်းကြီးအောင်နဲ့အတွက်ကျွန်တော်ဒီနေ့မှာဂျူပင်တက် ်အော် sorry အင်တာမီလန်မကြိုက်တော့ဘူးပြီးတော့မနေ့ကစပိန်လာလီဂါကလပ်ဖြစ်တဲ့ဗီလာရီကြားတယ်ဘာစီလိုနာကြားရတယ်ဒီနေ့အီဒီကိုနဲ့ရီယယ်တတင်းမို့တတင်းအနေလုံးကြီးအောင်လိမ့်မယ်ပေါ့နော်အော်ဘီဘာကိုလည်းကြာပြီဘီဘာကိုပြ30လောက်ကြာပြီနော်အော်ဒီပွဲမှာကျွန်တော်အီဒီကိုအင်ကွင်းကစားအားလေးကိုကြိုက်တယ်အီဒီကိုဒီနေ့ညာလေးချန်ပီယံလေးအင်ကွင်းပွဲလေးကိုကြည့်တဲ့အခါမှာဒီ4-1တပွဲ3-1တပွဲလားမသိနော်ဖရန့်ဘက်ကို5-1 ဂျူနီယာဆိုင်ကို3-1ဆိုတာအင်္ဂွင်းကစားကောင်းတယ်နော်အဲ့တော့အင်တာနီနဲ့ရှေ့မှာလည်းအမှတ်ကြီးလုံလောက်နေဖြစ်တဲ့ဒါအမှတ်ပုံပြီးလိုအပ်နေတဲ့6မှတ်ပဲရထားသေးတဲ့အက်တလက်တီကိုမက်ထရစ်လေးကိုကျွန်တော်ကြိုက်တယ်အမှတ်လိုအပ်ချက်ကြောင့်ကြိုက်တယ်စပိန်နေမနေ့ကကြီးကြတဲ့ဒီစပိန်နေကြီးအောင်မယ်ဆိုတဲ့အချက်ကြောင့်ကျွန်တော်ကြိုက်တယ် ခြေစွမ်းရဆိုမေ AD ကိုဒီအင်ကွင်းဆိုလောရီကရင်ပူကောင်းနေဝေးကွင်းနဲ့လုံးဝစီနေကြီးလို့ကွာတယ်အဲ့တော့အင်ကွင်းပူကစားကောင်းနေအဲ့တော့ကြိုက်တယ်နောက်တစ်ခုအင်တာမီလန်ဒီမီလန်ဒါဘီမှာ AC မီလန်ကိုအင်ကွင်းမှာရှုံးတဲ့အတွက်စိတ်သက်ထိခိုက်နေမယ်လို့ယူဆတဲ့အတွက်လည်းကြိုက်တယ်ပေါ့နော်အဲ့တော့ AD ကိုဘော်ဒီလေးကိုအချက်၄ချက်လောက်နဲ့ကျွန်တော်ကြိုက်ထားဖြစ်ပါတယ်နော်နောက်တစ်ခုကချန်ပီယံနီမှာဆိုအင်ဒီကိုနဲ့အင်တာမီလန်ရန်ရှင်းမယ်ဆိုအင်သားပုံမြင့်တယ်ချန်ပီယံနီဖိုင်နယ်နောက်ပိုင်းဒီမှာ အင်းအားပူပြီးဖိုင်နေတက်တာများ။ EDGO ကတော့ကျွန်တော်တို့သူတို့ခစ်ကောင်းတဲ့အချိန်တော့ဒါ Ronaldo V ရဲ့မှာကစားနေတဲ့အချိန်တော့ခဏခဏတော့ EDGO လည်းတက်ပါ။ဒါပေမဲ့နောက်ပိုင်းနှစ်တည်မှာတော့ဒီ2023 24 25နောက်ပိုင်းတော့ဒါအင်းအားပူကောင်းတဲ့အနေထားမှာပူရှိတယ်ပေါ့နော်။အဲတော့ EDGO ပဲကျွန်တော်ကြိုက်ပါနော်။အဲတော့နောက်တစ်ပွဲသွားပါမယ်။နောက်တစ်ပွဲ front back နဲ့ atlanta အမနီက front back ဆိုတော့တော်မုံကမနီကအင်ကွင်းမှာစုံအောင်သွားတယ်အဲနောက်တစ်ခု german club liverpool ထပ်အောင်နေအော်ဒီနေ့မှာ ဘိုင်ယန်နဲ့အဒါ uh, sorry ဘိုင်ယန်နဲ့ front back တတင်းပေါ်တတင်းကြီးကြမယ်ကျွန်တော်ကဘိုင်ယန်ကိုကြိုက်ထားပြီးဖြစ်တယ်ဒီ front back ကကြီးကြကြီးကြဖို့ရခိုင်လို့မရပြီးတော့မနေ့ကဂျာမန်မြန်မာကန်နဲ့ဒေါ်မွန်ကသုံးအောင်လာလို့ဒီဂျာမန်မြန်မာကန်မဲ့ front back ကြီးကြနိုင်ချေပိုရခိုင်လို့များတယ်အော်ဒီတစ်ချက်ကြောင့်ကျွန်တော်အတလန်တာကိုချက်ချင်းယူလို့ရလားကြီးမှန်လားကြည့်မယ်ကြီးကြတော့အတလန်တာက level 15ပြားရှုံးဝေကွင်းကနေလာပြီးတယ်ကိုပေါင်းကြီး3လုံး35ပြားနိုင်ပြီးတယ် စတဲ့ကြီးကဒဲဒဲကိုပေါင်းကြီးတုံးလုံး25ပြားနဲ့ပြီးခဲ့ကိုပေါင်းကြီး10ပြားလောက်နုတယ်ဘော်ဒီကြီးနဲ့25ပြားလောက်ပြင်းလာတယ်အဲ့တော့ in Atalanta နဲ့ front back ကလက်ရှိလက်တော်ဘာနဲ့ရှင်လို့ရမလဲဆို Napoli နဲ့ကြည့်လို့ရတယ်။ front back ဒီ Napoli အိမ်ကွင်းမှာသွားကန် Napoli က1 plus 20 30 50ဒီလိုပေးခဲ့တယ်။ဒီဒီကြတယ်။လက်ရှိ Napoli အိမ်ကွင်းမှာ Atalanta သွားကန်တဲ့ level 50 60ရှုံးပြီးတယ် Napoli က Napoli ရဲ့3-1နဲ့9အဲ့တော့ Napoli က Atalanta ကို level 50 60ရှုံးပေးနေတဲ့အချိန်မှာ ဒီ front back ကိုကြောင့်1 plus 20 30ပေးတယ်ဆိုတော့ front back ဒီ chain နိုင်တဲ့ဘက်မှာရှိတယ် Atlanta ခြေတန်းပုံမြင်တဲ့ဘက်မှာရှိတယ်အဲ့တော့ဒီလိုမျိုးလေးပဲအကြမ်းမြင့်ကြည့်လိုက်တာနဲ့ဒီ Atlanta က front back ကိုကြီးပေးလို့ရရဆိုတဲ့ဟာမျိုးကျွန်တော်ဒါစဉ်းစားလို့ရအတိအကျတွက်မယ်ဆိုတော့1 plus 50 Napoli က front back ကိုပြီးမယ် front back အိမ်ကြီးကြောင့် Napoli က မိုင်းနဲ့ငါးလက်ရှုံးပေးရမယ်အဲဒါမျိုးကျွန်တော်တွက်လို့ရတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒီချာလေးပြန်တွက်မယ်တွက်လို့ရဒါပေမဲ့လက်ရှိအကြံပြင်းရဆိုရင်တော့အတလန်နာလက်ရှိပေးတဲ့ဂျီရန်ကြီးမှန်တယ်အဲ့တော့မနေ့ကဒေါမွန်အောင်သားဖြစ်လို့တည်းဒီနေ့မှာဖရန့်ဘက်ကြီးအောင်ကိုခတ်တယ်အဲ့တော့ဒီတစ်ချက်နဲ့ကျွန်တော်တို့အတလန်နာဘော်ဒီကိုယူလို့ရပါတယ်နော်နောက်တစ်ခုကဂိုးပေါင်းကြီးပေါ့ဂိုးပေါင်းကြီး335ပြားနိုင်ကနုတယ်ဟိုဂျာမန် ရှေ့မှာလဲနာပိုလီနဲ့ဖရန့်ဘက်တွေ့ပြီးပါပြီပဲเนาะဂိုးပေါင်းအောက်သွားတာပဲကြီးကြီးလားမသိအဲ့တော့ဒီနေ့မှာတော့ဖရန့်ဘက်မြင်မှာတော့အာဂျာမန်မြင်မှာတော့ဖရန့်ဘက်ကအင်ဂွေးဆိုတော့လုံးရီကိုင်ရှိတယ်ဂိုးတွင်းအားကောင်းတယ်ပေါ့เนาะပြီးတော့အတလန်နာကလည်းဂိုးတွေကတော့ရှောက်အောက်နေကြပြန်နောက်ဆုံးနှစ်ပွဲတော့ပြန်ပေါ်ထားတယ်3-0တပွဲ3-1တပွဲသူရှူးလို့တော့မဟုတ်ဘူးသူ့ကိုရှူးွားကြပါเนาะနောက်တန်းကောင်းလို့ ဂိုးတွေတောက်လျှောက်အောက်လာပြီးကမှနောက်ဆုံးနှစ်ပွဲကြမှာ6-9တောင်အတွင်းခံလဲရတဲ့အတလန်တာဖြစ်နေတော့ဒီနေ့မှာကိုပေါင်းအပေါ်လေးကပိုကောင်းတယ်နော်အဲကျွန်တော်ကတော့2-1 1-2လာမယ်လို့ယူဆတယ်အဲဘော်ဒီကိုတော့နိုင်ငံကိုသားပြင်းနဲ့ကြည့်မယ်ဆိုရင်ဒေါမွန်ကြီးအောင်နာဖြစ်တဲ့အတွက်ဖရန့်ဘက်ကြီးအောင်ကိုခတ်လိုက်မယ်လို့ယူဆရတယ်နော်အဲအကြောင်းကျွန်တော်အတလန်တာနဲ့ကိုပေါ်လေးကိုတွဲပေးခြင်းပါတယ်နောက်တစ်ပွဲကျွန်တော်အိုလံပီယာကော့စ်နဲ့ရီယယ်မက်ဒရစ် အဲ့တော့မနေ့ကစပိန်ဝေးတင်းကျွန်တော်ဘာကန်ွားလဲဘာစီလိုနာကန်ွားလဲကြီးကြတယ်အတင်းကြီးတဲ့ဘာစီကြီးကြဒီနေ့ရီးရဲ့ကြီးအောင်နိုင်ကြီးများလားပေါ့နော်ဒါပေမဲ့ VIP ရဲ့ကြီးကနုနေတယ်ဗျ VIP ရဲ့ကြီးကခဏစတဲ့ကြီးကတလုံး65ပြားရှုံးနေစတဲ့အခု 1D ကိုပေါင်းရင်တလုံး35ပြားရှုံးအခု330ကိုပေါင်းရင်မသိတော့ဘော်ဒီကြီးနဲ့တော်တော်လေးပြော့သွားတယ်ဗျာနော် အဲ့ဒါကျွန်တော် UMF ကိုရွေးဖို့နည်းနည်းလေးတန်တရားဖြစ်စေတယ်နည်းနည်းမို့တော်တော်လေးကိုတန်တရားဖြစ်စေ VA အနိုင်ဒီကိုပြတ်ဖို့ခက်မလားပေါ့နော်သူတို့နေ့တင်တွေ့ဆုံမှုရှိရဲ2000တော်တော်လေးတော့ကြာပြီပေါ့ဗျာနော်ဒါမဲ့အိုလံပီယာကအင်ကွင်းမှာတော့ VA ကမနိုင်ဘူးဗျာနော်2005မှာတကြိမ်2-1နဲ့တောင်ရှုံးတယ်2000မှာစီးစီးတည်ကြတယ်အိုလံပီယာကော့စ်ကခဏရယ်နော်စောက်ကတီးတော့မျက်နှာလှန်ရတယ် အိုလံပီယာကောကတာဘင်ခါရဲအမတီလစ်ပါကူစင်အကျက်အာရီယမထွေကဒါဘင်မန်စီးတီးနဲ့အိမ်ကွင်းပြမလွယ်ဘူးမန်စီးတီးနဲ့နော်မူနာကိုအိမ်ကွင်းဘင်ဖီကာဝေးကွင်းရီယဲရီယဲနည်းနည်းပွဲကျက်နေပြနော်ကိုမက်ပဲရသေးရတယ်နည်းနည်းအမက်လိုတယ်ပြဒီနေ့အိုလံပီယာကိုတကယ်ကျုံးမှရမှာတွတ်လျှော်ပြီးတော့ကျုံးလို့မရဒါပေမဲ့ရီယဲဒီလက်ရှိမှာအဝေးတူဝေးဒီပဲတောက်လျှောက်ကန်နေရအဝေးကွင်း၅ပွဲဆက်လာမနေကန်ရမှာနော် ဒီပွဲပါဝင်ဆို၅ပွဲဆက်ပြပွဲတော့ပန်းမယ်ဗျာနော် Real Madrid အဲ့တော့ဒီလိုကြိုက်တယ်ဗျာဒီလိုလေးကျွန်တော်ကြိုက် Real Madrid နဲ့ကျွန်တော် Real Madrid ပဲယူမယ်ဗျာကြီးတော့ကြာသွားတာမှန်တယ်ဗောနော်ကြီးကြာသွားမှန်မယ် Real Madrid ပဲယူရမှာပဲဒါမဲ့အော်အချင်းကတူးနေဗျာ Indigo ပွဲစင်တယ်နော် Indigo ကျင်းအောင်တော့ Real Madrid ကြီးကြပြီးလို့ရတယ်ဗျာနော်ကြီးကြသွားလို့ရတယ်ဗောနော် Add or Add or ခဏလေးဒီနေ့စပိန်ကဘယ်နဲ့နင်းကြံတယ်စပိန်ကနှစ်တင်းမယ်နော် ဟုတ်တယ်ရှုပ်တယ်ဗျာရေးပဲယူမယ်เนาะဘာကြောင့်လဲဆိုတော့နှစ်တင်းမို့တတင်းမို့တတင်းတော့ကြီးအောင်ပါဆိုတော့ကျွန်တော်အကောက်ရှုံးနေပဲကြီးရတာပေါ့နော်ရေးကတော့တလုံးတော့ဖြစ်မှာပါတလုံးလောက်တော့ဖြစ်ဖို့ရခိုင်လို့ဒါပေမဲ့ Olympia Cross နီးပြားကစီမီလာမှာကင်ခဲ့တဲ့နီးပြားဗျာเนาะ Conference ပါယူပေးတာစီမီလာဆိုတော့စီမီလာက ရင်းမထွင်းနဲ့တွင်ဒုက္ခပေးတဲ့အတင်းထဲမှာပါတယ်စီပီလာတို့ဘီလာရီရဲတို့ကရင်းမထွင်းနဲ့တွင်ဒုက္ခပေးအော်ရီရဲကစားဟန်ရီရဲဟိုရီရဲနဲ့တွင်ဘလို့ကစားရမလဲဆိုတာအိုလံပီယာကော့ချ်နီးမြာတည်ရေပေါ့နော်ပြီးတော့ဒီနေ့ကဂရိမြေမှာလည်းဖြစ်နေရောနည်းနည်းလေးတော့ရင်းမဖြစ်ကစားရကြက်လိမ့်မယ်လို့ယူဆတယ်ကိုပြက်ချီပြက်တော့မဖြစ်လောက်အဲ့တော့ body ကိုရှောင်လိုက်ပါနော်ရီရဲတော့ကျွန်တော်ကြိုက်တယ် body ထိုးချင်မောင်းနေပါရင်တော့ရီရဲမတိဆော့လို့ရကိုပေါင်းချင်းကဲမှာကိုပေါင်းကကိုပေါင်းကခဏရနော် 1D ဝင်ယူ3လုံး30ရှုံး ဘုတ်တင်းစကူရတစ်ချက်ပြင်ဘူပေါင်းလည်းရင်မကြိုက်ဘူးပြနှုတ်တယ်။ဒါကြောင့်ကိုပေါင်းပေါ်ပဲယူရမှာပဲနော်။ကိုပေါင်းပေါ်ပဲကြိုက်တယ်။ဘာကြောင့်လဲဆိုတော့မနေ့ကကိုပေါင်းအောက်ဒီ6ပွဲအောင်သွားထားတာဒီနေ့အပေါ်ဒီလာမှာပဲ။အဲ့တော့ကိုပေါင်းပေါ်ပဲကြိုက်ပါနော်။2 1လောက်တော့နေလုံးသွားမယ်ဗျာပြား30ပြီးတော့မနေ့ကဘာကလည်းပြားရှုံးထားရတော့ဒီနေ့ဒီရဲပွဲတော့ဂိုးပေါင်းပေါ်တက်လာနိုင်ရှင်အိုလံပီယာကောကလည်းအိမ်ငွေးဆိုကောင်းတယ်နော်အဲ့တော့ကျွန်တော်ဂိုးပေါ်ပဲကြိုက်ပါတယ်ဒီရဲဂိုးပေါ်ကြိုက်နော် အဲနောက်တစ်ပွဲသွားမယ်ဗျာ VM trick ကတော့ body နည်းနည်းလေးကျွန်တော်တန်လျာဖြစ်နေနော်မတင်မကြဖြစ်နေမပေးကျင်တော့မောင်းလောက်ပဲဆော့ပါနော်ကိုပေါင်းပေါ်ပဲအဓိကဆော့ပါအဲ့တော့နောက်တစ်ပွဲကကျွန်တော် PSG စပါ PSG ကကိုမဲ့ရထားစပါရှစ်မဲ့ PSG ရဲ့ဝေးကွင်းဒါပြီးရင်ဘီဘာကိုကန်မယ် Sporting ကိုဝေးကွင်းကန်မယ် Newcastle ကိုအိမ်ကွင်းအော် PSG ကသူ့အောက်ကအတင်းကြီးနေမှာကန်ရတော့မှာနော် level တစ်ခုတော့နိုင်ပါပြီစပါကဆလာဘီယာဘရာကိုအိမ်ကွင်း Dortmund အိမ်ကွင်း Frankfurt ဝေးကွင်း ဆရာဗီဘရာဟာအိမ်ကွင်းတော့စပါးအနေနဲ့အဆင်ပြေလိမ့်မယ်ဒေါ်မွန်အိမ်ကွင်းနဲ့ဖရန့်ဘက်ဝေးကွင်းနည်းနည်းလေးကျက်နိုင်တယ်အဲ့တော့လက်ရှိမှာတလုံး45ပြားရှင် PSG ကပေးတော့လုံး25ပြားနိုင်เนาะအဲ့တော့ဒီကြီးတန်းကကျွန်တော်တို့ဂျားရဲ့ဂျားဂျားကွင်းမှာဒီဥရောပစူပါကပ်ပေါ့เนาะ ကန်ခဲ့တော့ငါတလုံး90ရှုံပြီးခဲ့တယ်ပဲဂျားကွင်းမှာပြီးခဲ့အဲ့တော့ဂျားကွင်းမှာတလုံး90ရှုံ PSG ကစပောက်ပြီးခဲ့မယ်ဆိုရင်အင်ကွင်းရောက်ရင်ပြ90ထပ်ပေါင်းတလုံး100ရှုံတလုံးအပြည့်ရှုံနှလုံးအပြည့်နိုင်ပြီးရမယ်အဲ့တော့ဒီလိုလက်ရှိပေးထားတဲ့ဂျီတန်းအရဆိုတော့ PSG ပေးထားတဲ့ဂျီတန်းကနှုတယ်အဲ့တော့ခြေသွမ်းကိုကြည့်ပြန်တော့ခြေသွမ်းကလက်ရှိမှာဒမ်မီနီလို့ဒိုရီလို့ဟာခီမီကလည်းကျွန်တော်ဘိုင်ရန်နဲ့ပွဲစဉ်မှာလာနာဝါးတာလीနော်အဲ့တော့ ဒီက main player 3ယောက်တော့ကဒီနေ့ပွဲစဉ်မှာပါဖို့ရခိုင်လို့နေတော့စပါးကို PSG ကိုပြက်ပါမှာ PSG sorry စပါးအနေနဲ့ကလည်းလန်ဒန်ဒါဘီမှာအရှုံးပွဲတွေ့လာတာဆိုတော့စပါးကလည်းစိတ်ထိခိုက်နေလောက်တယ်ပေါ့နော်နည်းနည်းလေးဒီ Mandel ဘိုင်းမှာနည်းနည်းလေးတိုင်ပတ်နေလောက်တယ်အဲ့တော့ကျွန်တော်ကជីရမကြိုက်ဘူးလက်ရှိဒန်ယာလူစီဒန်ယာလူစင်းရဆိုရင်လည်း PSG ကိုကျွန်တော်မကြိုက်ဘူးဒါပေမဲ့စပါးကိုကြည့်တော့စပါးကိုကြိုက်ရှင်စရာကောင်းလားဆိုတော့စပါးကလည်းကြိုက်ရှင်စရာကောင်းတဲ့အနေအထားမှာမရှိနေဘူးနော် အဝိရှာလီဆန်လို့ဘာလို့အဲ့လောက်ထိမကြိုက်ဘူးညာကျွန်တော်နော်အဲ့တော့ဒီပွဲမှာကျွန်တော်ဟိုဖလိုးရပါတော့ဖလိုးရကလည်းဒီနေ့မှာ PSG ကြီးကြမဲ့ပုံစံရှိနေဘာကြောင့်မနေ့ကမာဇီဆုံအောင်ဝါးရည်နော်ပြီးတော့အင်္ဂလိပ်ကလပ်နဲ့ပဲတွေ့တာနျူကာဆယ်နဲ့ဒီနေ့မှာလည်း PSG ရဲ့အိမ်ကွင်းမှာပဲအင်္ဂလိပ်ကလပ်စပါးနဲ့တွေ့ရဆိုတော့ပြင်သစ်ကလပ်နှစ်ခုစလုံးကြီးဒီလိုကြီးဆုံအောင်ဖို့ကနည်းနည်းလေးတော့ခတ်နိုင်နေပြအဲ့တစ်ချက်လေးကိုတော့ဒါတတိချက်စီခြင်းနဲ့အဲကျွန်တော်ကတော့ခြေစွမ်းကိုပဲ ဒါပို့ပြီးယုံကြည်ပြီးတော့ရွေးရမယ်ဆိုရင်တော့ PSG ပဲရွေးရမှာပဲ PSG အင်ကွင်းဖြစ်နေတယ်အဲဒိုရီတို့ဘာလို့မပါနိုင်ဘူးဆိုပေမဲ့လည်းကွင်းလေ၃ဟောက်ကတော့လူဆုံနေရာဖြစ်တဲ့လို့ရင်ကရင်ပိုကောင်းနေပေါ့နော်ကွင်းလေချင်းရှင့်မယ်ဆိုရင် PSG ကပိုတာပါနော်အဲဘောလုံးပွဲတစ်ပွဲမှာအတင်းတင်းရဲ့အောင်မြင်မှုဒီကွင်းလေခါကြောအသက်ပါပဲခါကြောမှာခါကြောမကောင်းလို့ရှိရင်ဂိုးတွေတတိုင်းတိုင်းပေးရတယ်ခါကြောကဒီပက်စင်းနေမကောင်းရင်တိုက်စစ်ကဂိုးရဖို့ခက်ပါတယ်နော်အဲ့တော့အဲ့လိုမျိုးခါကြောကောင်းနေရတဲ့ကြောင့် PSG ပဲကြိုက်ပါ ကိုပေါင်းကတော့အပေါ်ပဲကြိုက်တယ်အောက်ကတော့မနေရဘူးเนาะကိုပေါင်းအပေါ်ပဲကြိုက်ပါတယ်အဲ BG နဲ့ကိုပေါ်ပါဗျာကျွန်တော်ကြေးရတော့မကြိုက်ဘူးဗျာเนาะ အဲပူရင်လင်းပြောမယ်ကြေးရတော့ပြေကြည့်ပြေကြည့်တဲ့နုတယ်နေဆုံးတလုံး100ရှုံးမပေးနိုင်ရင်တောင်တလုံး80ရှုံးလောက်တော့ပေးပေါ့တလုံး80ရှုံးတော့အဲပထမကြောတွေ့တုန်းကတော့ဒါဂျားခွေးမှာတွေ့ခဲ့တုန်းကတော့ဒီဒမ်ဘီလီတို့ဘာလို့ဒါဒိုရီတို့ခြေစမ်းကောင်းပြခဲ့တဲ့အချိန်ပေါ့ဗျာအိုင်ကင်အိုင်တုန်းကတော့မှဒါစပောက်တို့မနိုင်ငယ်ဦးတယ်နောက်ဆုံး64မိနစ်နဲ့85မိနစ်ကြာမှတူသီးနဲ့ရှုံးနေရတာနဲ့အသေးတန်ပြန်လိုက်တွင်းရတာပေါ့နော်အဲဒီနေ့ကတော့အိမ်ခွင်းတော့ဖြစ်နေတယ်အိမ်ခွင်းပိတ်တဲ့ weight နဲ့ဒါဟိုကောင်နေမပါလဲ နိုင်မယ်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဝင်းနှီးမတက်လည်းဒီအပြည့်နဲ့ကစားမယ်ဆိုရင်တော့ဒါဒီနေ့ပွဲစဉ်ကတော့ PSG နဲ့တလုံးတော့တော့ဖြစ်ပါတယ်ပြား40လောက်တော့ကျွန်တော်ယဉ်ကြည့်ရမယ်ပေါ့နော်40 45ပေါ့နော်အဲ့တော့ PSG နဲ့ဂိုးပေါ်ပဲကျွန်တော်ကြိုက်ပါတယ်အဲ့တော့နောက်ဆုံးတပွဲ Sporting Lisbon နဲ့ Club Brugge အစပေါ်ဒင်းလစ်ဖုန်းကကျွန်တော်တို့တလုံးကို25ပြားရှုံ35ပြားရှုံပေးနေတယ်။အော်ဒီပွဲကတော့လူစိတ်ဝင်စားမှုနည်းနည်းလေးနည်းမယ်။ နည်းနည်းလေးနည်းမယ်လို့နည်းနည်းတခြားမှာ PSG တို့ Real တို့ Arsenal ဘိုင်ယန်တို့ကလူကပို့ပြီးတိကြည့်ကြမှာပေါ့နော်အဲ့တော့ဒီပွဲကိုကျွန်တော်ကဒီဟိုခြေတိတ်မကွာတဲ့နှစ်တင်းတွေးဆမှုလို့ယူဆထားတယ်နောက်တစ်ခုကဒီ 1D ဝင်ရော3 mine နဲ့ပေါက်နေရော3 mine နဲ့ 3D ဝင်ရောပေါက်တယ်အဲဒီနေ့မှာအဲ့လိုမျိုးဝင်ရောလေးပေါက်တာရှိရ 1D ဝင်ရော UEFA ပဲလဲ UEFA ပဲလဲ UEFA ပွဲလဲပေါက်တယ်အတုံးလုံး25ပြားရှင်ပေါက်တယ်နောက်ခု Monaco ကိုလဲ 1D ပေါက်တယ်3 plus 50ပေါက်တယ်အဲ့တော့ ဒီအားကျွန်တော်ရှင်းကြည့်မယ်ဆိုရင် Sporting Lisbon ကလည်းဘူးပွဲစဉ်ကဟိုတိတ်မထင်မရှားလင်းဖြစ်သွားပြီးတော့ဂိုးပေါင်းအပေါ်တက်သွားနိုင်ကြများတယ်။မနေ့ကဘိုဒိုကလင်းနဲ့ဂျူပင်တက်လိုမျိုးအဲနောက်တစ်ခုကမာစီနဲ့နျူကာဆယ်လိုမျိုးဟိုမန်စီးတီးတို့ဒီဟွာလို့တော့မဟုတ်ဘူးဗျာ။ချယ်ဆီစပါလို့တော့မဟုတ်ဘဲနဲ့သူတို့အပေါ်ကြီးတက်သွားအဲ့လိုပုံစံမျိုးပေါ့နော်။ဒီနေ့မှာ Sporting နဲ့ Class ဘူးကအဲ့လောက်ထိမဟုတ်ပဲနဲ့တောင်းလုံး35ပြားရှုံးတဲ့ဂိုးပေါင်းကြီးကနှစ်သင်းလုံး900နဲ့စပိုနီယာနဲ့တိုက်စစ်ကောင်းတဲ့ကလပ်ဘူးကလည်းဖွင့်ကစားတဲ့အသင်းဆိုတော့ဘေဂျန်ကလပ်တွေကဖွင့်ကစားတာဆိုကျွန်တော်ဒီပွဲလေးကိုဂိုးပေါင်းအပေါ်လေးကြိုက်တယ်ဘော်ဒီကိုလက်ဆောင်ကျင်တယ်ဘာကြောင့်လဲမနေ့ကဘင်ဖီကာဝင်းကွင်းမှာပေါ်တူဂီကလပ်ဘင်ဖီကာကြီးအောင်ထားဖြစ်တဲ့ဒီစပိုနီလစ်ဘွန်ပေါ်တူဂီမြန်မာပေါ်တူဂီကလပ်ကြီးအောင်ဖို့ဒါနည်းနည်းလေးခတ်သွားနိုင်ကြကြောင့်ကျွန်တော်ဒီလိုအပင်ကြဖလိုကြီးလိုက်ကြည့်နေတာဆိုတော့ဒါလေးကိုရှောင်ကျင်တယ်အဲ့ဂိုးပေါင်းအပေါ်လေးကျွန်တော်ကြိုက်ပါနော်စပိုနီလစ်ဘွန်အပွဲကိုဂိုးပေါင်းအပေါ်လေးကြိုက်ပါတယ်အဲ့တော့ ဒီနေ့လည်းမိနစ်တွေများသွားပြီ26မိနစ်ရှိပါတယ်နော်အော်ဒီနေ့ကတော့ဒါကျွန်တော်မန်မာထဲမှာဆိုရင်တော့ဘိုင်းရင်ပွဲတွေပါကြောင်မပေးဘူးဘာကြောင့်လဲဆိုတော့ဘာမလို့ဖြစ်သွားနိုင်တဲ့အတင်းကြီးတွေ့ဆုံမှုကြီးကြောင်းပေါ့နော်အဲ့တော့တကယ်လည်းအမှတ်လွယ်ချက်ရှိနေတဲ့နိုင်မဖြစ်မဲ့ပွဲတွေအတင်းတွေကိုကျွန်တော်ရွေးထုတ်ပေးမယ်မန်မာကိုနော်အော်မနေ့ကပြား90မိုင်းသွားပြီတဲ့ကျွန်တော်ဒီနေ့အကောင်းဆုံးပြန်လိုက်ပြီးမှရမယ်ဘာလို့မနေ့ကမှအစ်စ်ဝင်တဲ့ညီကိုတွေကမိုင်းနဲ့နဲ့စသွားတာပေါ့နော်အဲ့တော့အဟောင်းကြီးကတော့ကိစ္စမရှိဘူးဒါ အတစ်တွေတော့ဒါပြန်ပြီးအပေါင်းပြန်ပြောင်းကြိုးစားပြီးအဟောင်းအတစ်ကောဒီနေ့မှာအကုန်လုံးအပေါင်းပြောင်းကြိုးစားပြီးမယ် free ညီကိုလည်းအပေါင်းပြောင်းကြိုးစားပြီးမယ်ဒီနေ့ online test ကို championship ထည့်ပေးပါမယ်နော် championship ထည့်ကျွန်တော်တင်းကြိုက်ထားတွေ့တယ်အဲ့တော့အဲ့ဒါလေးကျွန်တော်ထုတ်ပြန် online test ကတော့ amount နဲ့ short throw ခိုင်းပြီးမယ်သတိုက်နိုင်တယ်နော်ဒီအပိုင်းအဲ့တော့ နာနေပြန်တွေ့မယ် Telegram channel Viber free channel အကောင်လုံးကြောင့် comment မှာ link တွေချပေးထားပါမယ်เนาะမမဝင်ရန်ညီကိုရှင်းရင်လည်းဒါမမဝင်ဖို့ဆက်သွယ်ဖုန်းနံပါတ်လေးကိုချပေးထားပါမယ် comment မှာတစ်ဆင့်ဝင်အောင်ကြည့်ရှုပြီးတော့ join ထားပေးကြဖို့မေတ္တာရက်ခံရင်လည်းဒီနေ့တော့ဒါကျွန်တော်ညီကိုတွေဒီနေ့တော့နှုတ်ဆက်ပြရသည်အားလုံးစုံပြီးကြည့်ရှုပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့တော့အပေါင်းအများကြီးကြကြပါစေလို့ဆုမကောင်းတောင်းပေးနေအားလုံးကိုနိုင်ပါအားလုံး